အလုံးမဲမင်္ဂလာပါဗျာကောင်းဆက်တဲ့ထလာမှာပြန်လဲကြိုးစားလိုက်ပါရခင်ဗျာကိုတင်ဆက်ပေးမယ့်ရုပ်သံပြီးတော့ဖတ်ရတော့ကာကြိုကြီးမင်းအွန်လိုင်းကသူ့လက်ထက်မှာထူးထူးခြားခြားရတခုကိုလုတ်ခဲ့မေးလို့ဆိုလာတဲ့မောင်ကျော်မျိုးမင်းရဲ့ရုပ်သံဖိုင်လေးကိုပြန်လဲမျှဝေပေးလိုက်ပါရခင်ဗျာဒီဘက်မှာမောင်ကျော်မင်းကအဲ့ဒီကြောင်းနေပတ်သက်ပြီးပါတယ်ဘလို့ပြောဆိုနေတယ်လဲဆိုတော့ကိုအလုံးဝင်ရောက်ကြည့်ရှုလေးတာသုံးသပ်ဝေဖန်ပေးကြပါဦးခင်ဗျာအလုံးကိုလည်းကောင်းဆက်တဲ့ထလာမှာအထူးပဲကျေးဇူးတင်ချီးပါရခင်ဗျာ ဘူးဂျမူးချင်းမြောက်လိုင်းကလည်းကျွန်တော်ဒီနေ့ပြောပါဦးဘူးဂျမူးချင်းမြောက်လိုင်းကဒီကာဇက်စတန်ကိုသွားပါတယ်ဆက်သွားပါတယ်ရုရှားကိုသွားခြင်းနဲ့ကာဇက်စတန်ကိုလန့်ဆက်ပြီးချိန်ဆက်ပြီးတော့ကာဇက်စတန်မှာသူဆက်သွားတယ်ပုံပေါ်ပါတယ်ကာဇက်စတန်ဘက်ကလည်းကာဇက်စတန်ရဲ့ခေါင်းဆောင်ကလည်းအဲမြန်မာခေါင်းဆောင်ဘူးဂျမူးချင်းမြောက်လိုင်းကိုဖိတ်ကြားတယ်လို့သိရပါတယ်အဲ့လိုဖိတ်ကြားတဲ့အတွက်မြန်မာကနေပြီးတော့ဘူးဂျမူးချင်းမြောက်လိုင်းကဒီရုရှားကနေတိုက်ရိုက်ကာဇက်စတန်ဆက်သွားပါတယ်အဲ့တော့ပြောရရင်တော့ဒီကာဇက်စတန်ခေါင်းဆောင်တွေကပြီးခဲ့တဲ့ဒီတရုတ်အဲတရုတ်ရဲ့ဒီ victory day ပေါ့နော်အဲ့ဒီမှာတည်းကကာဇက်စတန်ခေါင်းဆောင်နဲ့တွေ့ပြီးတော့သူတို့အချင်းချင်း မိတ်ဆက်စကားပြောနိုင်ခဲ့တယ်အပြန်အလှန်ဖိတ်ကြားမှုတွေလုပ်ခဲ့တယ်ဒါကြောင့်မလို့မြန်မာကောင်းဆောင်ကကာဇက်စတန်ကိုဆက်သွားတာဖြစ်ပါတယ်အဲ့တော့ရုရှားကိုတော့ဒီနေ့အတွင်းမှာရုရှားကိုသွားတာကျွန်တော်သိတော့၄ခေါက်လောက်ရှိပြီကျွန်တော်ခုခေါက်ပြီးတော့မိနေမယ်ရုရှားကိုသူအခေါက်အောက်ကသွားတယ်ရုရှားနဲ့ပတ်သက်ဒီခေါက်ကတော့ nuclear power plant နဲ့ပတ်သက်ပြီးတော့အသေးစား nuclear power plant တွေလုပ်ဖို့အတွက်ကိုသူတော်တော်လေးအားလုံးဆိုင်အားလုံးဆိုင်ပြီးတော့ဒီရုရှားကိုအားထည့်သွားတယ်အဲ့ဒီနေရာမှာဒီတဖြည်းဖြည်းနဲ့ nuclear power plant ပေါ်ပေါ်နေတော့ခြားတော့နီးပညာတွေပေါ့နော်ကျွန်တော်တို့ရုရှားစီကရာသီရထိုက်တဲ့နီးပညာတွေရဖို့တော့ကိုမကြည့်မကြည့်မအောင်လိုက်ဟာဒီရုရှားကောင်းဆောင်တွေကိုတော်တော်လေးရင်ကြားစစ်တော်တော်လေးကိုရင်ကြားစစ်တော်တော်လေးကိုနီးနီးကပ်ကပ် ကြည့်တွေ့ဆက်ဆံပြီးတော့ကိုအလုပ်လုပ်နေတာတော့တွေ့ရတယ်။အဲတချိန်ကမှာရုရှားဘက်ကလည်းမြန်မာကိုမာမိတ်ဖြစ်နေတတ်မှတ်ပြီးတော့လိုအပ်တာတွေပို့ကူညီပေးနေတယ်လို့ပြောလို့ရတယ်။အဲအဲ့တော့ဘာပြောဟိုကျွန်တော်ဒီအောင်ကြည့်ပြီးတော့ဒီဒီဘုဂျုံကြီးအနေနဲ့ကတော့ဟိုသူ့လက်ထက်မှာသူတခုခုဒီလက်စမီလေးကြီးအပေါ်ဝင်တခုခုထူးထူးခြားလှုပ်ပေးခဲ့ခြင်းပုံပေါ်ပါတယ်။ပေါ်ပါတယ်။အဲ့တော့အဲဒါမဲ့တချို့ကတော့နောက်တာပါညာငါတလောက်သွားကြွေးတယ်လို့ပါတော့ငါတလောက်သွားကြွေးတယ်လက်ဖက်သွားကြွေးတယ်လို့ပြောတယ်။ခင်ဗျားတို့တစ်ခါကျရင်အဲ့လူတွေကနားမလည်တာပေါ့နော်။ငါတလောက်ကြွေးတယ်လက်ဖက်ကြွေးတယ်ကဲကောင်းပြီအကယ်၍ကြွေးလိုက်လို့ငါတလောက်ကိုအဲ့ဒီ ရုရှားကခေါင်းဆောင်ကြီးကြိုက်သွားပြီဆိုတော့ကဲကောင်းပြီကြိုက်တော့လို့ဟာရောက်ငါစားလို့ကောင်းတယ်ကွာငါတို့နိုင်ငံတင်သွင်းပါလားလို့ပြောလို့တင်သွင်းခွင့်ခွင့်ပြုပါသေးဆိုရင်မြန်မာနိုင်ငံကငါတက်လောက်တွေကနင်းထိုင်နေအဲ့ဒါ export ထွက်မယ်ထွက်ရင်ပတ်စံရမယ်နိုင်ငံသားကိုရမယ်အဲ့လောက်မစင်စားတတ်ကြတာမတော်တဆဟိုကစားလို့ကြိုက်သွားတယ်ဘာနဲ့လို့ဒါကြိုက်သွားနိုင်တယ်လေပြီးတော့နိုင်ငံခေါင်းဆောင်အဆင့်ဟိုကနိုင်ငံပြည်နယ်အုပ်ချုပ်မှုအဆင့်ပုဂ္ဂိုလ်ကိုကျွေးတာဟိုကြိုက်လို့ငါပြည်နယ်ကိုတင်ဖို့ပါဆိုရင်ပြီးပြီကောင်းသွားပြီဒါကောင်းမှုကိစ္စတွေတော့မှပဲကျန်ကျန်မှန်မှန်လိုက်တွေးတာမျိုးတွေတခါလေရှိသေးတယ်မြုံကြီးရဲ့ဒီတွေးဆုံမှာမြို့သမီးတွေပါဝင်မှုနည်းတယ်လို့ခေါင်းငယ်မျိုးစုံတတ်ပြီးတော့ဒီခီးစင်နဲ့ပတ်သက်ပြီးတေးသိမ့်မိမိအောင်လုပ်ဖို့ကြိုးစားတယ်ဗျတစ်ဖက်အုပ်စုကလည်းဆိုတော့မြုံကြီးရဲ့ဒါကိစ္စတွေပုံပေါ်သူလောဆက်ချက် ဆက်လုပ်တယ်ပြီးတော့ခုနောက်သူချိတ်ဆက်လုပ်ရတဲ့အခါမှာကာဇက်စတန်ကိုဆက်သွားတယ်ဆိုတော့ကာဇက်စတန်နဲ့လည်းပိုဂျမူကြီးလုံးဆရာရှိတဲ့အလုပ်တွေအများကြီးရှိကောင်းရှိလိမ့်မယ်အဲ့ရှိတဲ့အလုပ်တွေကတော့အခြားမဟုတ်တော့နှစ်နိုင်ငံချစ်ချစ်ရေးကိစ္စတွေပါလာနိုင်တယ်ပြီးနှစ်နိုင်ငံမှာဟိုဘာပြောလို့ဆိုတော့နှစ်နိုင်ငံကုလုဆက်တွေပို့ပြီးအစင်တန်းပို့ပြီးမြင့်မြင်မအောင်မြင့်နေတာဖြစ်လာနိုင်တယ်နောက်တစ်ခုကနိုင်ငံဒီစိုက်ရုံအလုပ်တွေပေါ့ကာဇက်စတန်ကအလုပ်စိုက်ရုံတွေသွားလေ့လာပြီးတော့ကိုယ့်ရဲ့အစင်မြင့်တဲ့ပညာတွေသွားပြီးသင်လေ့လာကြည့်မယ်တော့မရှိတယ်အဲ့တော့ကာဇက်စတန်ကိုသွားဆက်ထွက်တဲ့ခီးစဉ်ကကောင်းတဲ့ခီးစဉ်ပါပဲဟိုဒါမျိုးကလည်းပုံလည်းပြောရင်တော့ဟိုအားပေးရမယ့်ခီးစဉ်တစ်ခုပဲအားပေးရမယ့်ခီးစဉ်တစ်ခုပဲကျွန်တော်အမြင်အားပေးရမယ့်ခီးစဉ်တစ်ခုပဲဘယ်လိုဖြစ်ဖြစ်ဒီလိုမျိုးနိုင်ငံတကာလှည့်လည်သွားလာပြီးတော့ကိုယ့်နိုင်ငံနဲ့ပတ်သက်ပြီးတော့ promotion လိုက်လို့တာသူမကိုနိုင်ငံမိတ်ဆက်တာကိုနိုင်ငံပို့ပို့ပြီးတော့လူတွေလက်ခံကြလောင်းလူကြားတော့အထင်ဝင်တိုးပြီးတော့မိတ်ဆက်နေတာအားကျမတဲ့လုံနေတဲ့ကိစ္စမကောင်းတဲ့ကိစ္စမဟုတ်တာဗျာနိုင်ငံထဲမှာနေနေပြီးတော့အိမ်တွင်းပုံနေတယ်ဆိုတာမျိုးသားလေးပြဿနာရှိတာပြဿနာရှိတာအိမ်တွင်းပုံနေတာကိုပဲသူနိုင်ငံပြန်ထွက်ပြီးတော့ကိုနိုင်ငံ promote လုပ်တယ်ဆိုတဲ့ကိစ္စကောင်းတဲ့ကိစ္စလို့ကျွန်တော်တို့မြင်တယ်ဒါကတော့ Kazakhstan ကိုသွားနေပြီဒီနေ့ Kazakhstan ကရောက်ပြီရောက်တော့ကော်စောနေနေခင်းကြိုတယ်ကဲဘာပဲကြောင်မလဲပေါ့နော်ကော်စောနေကော်စောပြပါတို့ကြတော့ကော်စောပြပါပေါ့နော်အဲကော်စောပြနေခင်းကြိုတာသွားတွေ့ရတယ်ဒီတော့မကော်စောပြပါပေါ့နော်ဆိုအဲ့ဒါနေခင်းကြိုတယ်တေချာလေးကြိုဆိုပြီးတော့ကဲနိုင်ငံတော်ဆင့်ကြိုဆိုတယ်နိုင်ငံတော်ဆင့်ဟောနိုင်ငံတော်ဆောင်နေတွေ့မယ် အဲ့တော့ဒါကောင်းတဲ့ကိစ္စပဲကာဆယ်ဂျာမဒီနေ့နေပြီးရင်မနက်မှတည့်နေပြီးရင်29ရက်နေ့တော့ကျွန်တော်တို့ဒီနေပြီးတော့ပြန်လာမယ်လို့ဗိုလ်ချုပ်ကြီးပြန်လာမယ်လို့ကျွန်တော်သိရပါတယ်ဆိုတော့ဒါ29ရက်ကျရင်တော့ပြန်လာရင်ဂျိုးဆိုးအဖွဲ့လေးဂျိုးချအောင်ပဲပေါ့ဗျာဟုတ်လားကာဆယ်ဂျာကိစ္စအာပြီးတော့တခါတည်းဒီဟိုတချိန်တည်းမှာပဲကျွန်တော်ဒီရည်စင်တာတခုပြောချင်တာပေါ့နော်ရည်စရာကောင်းတယ်လို့ပဲပြောစရာကောင်းတယ်လို့ပဲပြောမလားဟိုကျွန်တော်လည်းအိမ်ပြူတော့မချင်တာဘူးအမေရိကန်သမရအိမ်ပြူတော့ကျွန်တော်လုံးဝမချင်တာဘူးဘာလို့မကျန်လဲဆိုတော့ဗျာအင်ဂျီရောကတော်တော်ရက်ဆက်တဲ့လူတွေကအင်ဂျီရောအမေရိကန်သမ္မတအင်ဂျီရောတော်တော်ရက်ဆက်တဲ့လူတွေကဘာလို့ဆိုတော့เนาะအခုဒီမှာအင်ဂျီရောကဒေါန်ဆန်းသူကြီးကိုလွှမ်းပေးဦးရအင်ဂျီရောကเนาะဘာလို့ဆိုတော့အခုဒီမှာ အမေရိကန်မှာရောက်နေမြန်မာမြန်မာပြည်ပွားချို့ပါနော်စက်တင်ဘာ26ဆိုတော့မြန်မာနဲ့ဆိုရင်တော့28လေးဝင်နေပြီသူရှိမှ26ထင်ပါဘူး26ပေါ့ပြောရင်တို့ရဲ့စနေတင်းတွေရုံးပိရဲ့ဆန္ဒပြပွဲလေးများပေါ့ရုံးပိရဲ့အဲရုံးပိရဲ့ဟိုစားကောင်းတောက်ကောင်းလုံတော်ဆန္ဒပြပွဲများပေါ့ရုံးပိရဲ့စားကောင်းတောက်ကောင်းလုံတော်ဆန္ဒပြပွဲများစနေတင်းတွေတုံးရုံးပိရဲ့ပေါ့နော်အဲ့တော့26ပုံမှန်26ဒီမှာ28ရောက်မြန်မာပြည်သူ28ပေါ့နော်ဆိုတော့အဲ့ဒီမှာဘာလဲဆိုတော့ဒေါ်ဆန်းစုကြည်ကိုတဲ့လှုပ်ပေးဖို့ဆိုပြီးတော့အမေရိကန်ရောက်မြန်မာပြည်ပွားအချို့ကအမေရိကန်သမ္မတရဲ့အင်ဂျီရောရှေ့မှာဆန္ဒပြကြတယ်တဲ့ဆိုတော့ကျွန်တော်စဉ်းစားတာအင်ဂျီရောရှေ့မှာသူတို့သွားဆန္ဒပြတယ်ဆိုတော့အင်ဂျီရောကဒေါ်ဆန်းစုကြည်ကိုဖမ်းထားတာပေါ့ အဒေါန်ဆန်းစုကြည်ကိုလှုပ်ပေးဖို့အင်ပီရိုရှင်မှာဆန္ဒပြတယ်ဆိုတော့ဒါဆိုအင်ပီရိုကဒေါန်ဆန်းစုဖမ်းလာတာပေါ့ကျွန်တော်မသိဘူးဖြစ်နေတယ်ခင်ဗျားတို့လည်းလည်းသိရင်ပြောဦးဒီအမေရိကန်ရောက်မြန်မာတွေကအင်ပီရိုကကျွန်တော်တို့မသိပေမဲ့ဒေါန်ဆန်းစုကြည်ဖမ်းလာတာအင်ပီရိုကဖမ်းလာတာဖြစ်မယ်ဒါကြောင့်မလို့အင်ပီရိုဒေါန်ဆန်းစုကြည်လှုပ်ပေးပါသွားဆန္ဒပြရဖြစ်မယ်နော်ကျွန်တော်ကျွန်တော်အဲ့လိုထင်တယ်ဟုတ်လားခင်ဗျားတို့နည်းနည်းလေးပြောပြပေးကြအောင်ကျွန်တော်ကျွန်တော်သိတာတော့မြန်မာပြည်မှာပဲရှိတာပါနေပြည်တော်မှာပဲသူကောင်းအောင်မထားတာပါသူတို့ကနေပြည်တော်ဆန္ဒမပြဘဲနေပါဘယ်လိုအင်ပီရိုရှိသွားပြလဲဆိုအင်ပီရိုကဖမ်းထားတာလားဒေါ်နယ်ထရန့်ကြီးကလည်းဒေါန်ဆန်းစုကြည်ဖမ်းထားတာလားမသိဘူးကြည်ရဆိုအဲ့လိုလို့လာဆိုလုံးဝဒေါ်နယ်ထရန့်ကြီးမကျင်နာဘူးပြကျွန်တော်လည်းရုပ်ပြီးဆန္ဒပြရမယ် နော်ဒေါက်တာဆိုလုတ်ပေးဖို့ဒေါက်တာထိုင်းကိုဆန္ဒပြတယ်အင်ဂျီရောသားဆန္ဒပြတယ်နော်အဲ့လိုအဲ့လိုမြန်မာတွေအဲ့လိုပြနေတယ်ဆိုကျွန်တော်လည်းဒါစဉ်းစားပါတယ်ခင်ဗျားတို့လည်းစဉ်းစားကြအောင်နော်ဒီလူတွေဆန္ဒပြတာဘာမှပြတာလဲဆိုအင်ဂျီရောရှိမှပြတာဘာဘာပြီးတော့ဒေါက်တာဆိုကြီးဖန်ဆီထားတာလုံးမြောက်လုတ်ပေးဖို့ဟုတ်ရဲ့ဒေါက်တာဆိုကြီးဖန်ထားတာ၅နှစ်၄ပါရှိနေပြီလားပြန်မလုတ်ပေးသေးဘူးလေဩအေးပေါ်အေးပေါ်အဲ့တော့အင်ဂျီရောအနေနဲ့လည်းကြည့်ပြီးတော့ပြောပေါ့ကျွန်တော်ပြီးတော့လေအင်ဂျီရောတယောက်ကခုနဖုန်းလန်းဆက်တယ်ကြော်ရောကြောင်ကြောင်မင်းရောက်နေမင်းတို့ရှိတာမင်းတို့မြန်မာတွေလေငါတို့ရှိမှလာဆန္ဒပြနေတယ်ကွာဘာဘာပြောလို့တော့ကျွန်တော်မေးတယ်သူတို့မသိဘူးကွာလေဒေါက်တာဆိုကြီးကိုပြန်လုတ်ပေးဖို့ဆန္ဒပြနေတယ်အဲ့ဒါ ငါတို့လည်းဖမ်းမရပါဘူးတဲ့တို့ဘာလို့ငါတို့ဖုံးဆက်ရလဲမသိဘူးဆိုတော့ငါ့ကိုဘာလို့ငါတို့ဆန္ဒလာပြရလဲမသိဘူးဆိုတော့ကျွန်တော်ပြောတယ်ဟိုအခုအဲ့အမေရိကရောက်မြန်မာတွေကနည်းနည်းတစ်ခါတစ်ခါတခန်းလက်ခန်းလွတ်တယ်တစ်ချက်ချက်လွတ်လွတ်သွားတယ်လွတ်လွတ်ပြီးတော့အဲ့ကျွန်တော်ထားတာလွတ်တတ်တယ်ရှိတယ်ကျွန်တော်တီးခံဆိုဟိုဘုကွာတယ်ဒေါင်းသူကြီးငါတို့ဖမ်းထားမှမဟုတ်ဘူးတဲ့ဘာလို့ငါတို့ invasion လာဆန္ဒပြရလဲဆိုတော့ကျွန်တော်ပြောရခဲ့တယ်အဲ့တော့အမေရိကရောက်မြန်မာတွေရဲ့လွတ်နေတဲ့အခန်းလေးတွေလည်းဘယ်သူပြင်ပေးမလဲတော့မသိဘူးတချို့တွေအခန်းလေးလွတ်နေတယ်ဦးနောက်ခန်းလေးဘယ်တစ်ခါတော့ပြတ်နေလို့တော့မသိဘူးအမေရိကမှာဆန္ဒပြတယ်ဒေါင်းသူကြီးလွတ်ပေးဖို့တဲ့ဆိုတော့အဲ့တော့ကျွန်တော်ပြောတယ်မင်းတို့ invasion နေနေလေလို့အဲ့ဒါဒီကောင်တွေရှင်းပြရမှာလို့ဟိုဒေါင်းသူကြီးငါတို့ဖမ်းမရပါဘူးဆိုတော့ထွက်ရှင်းပြလာလေလို့အဲ့ဒါဆိုရင်ဒီကောင်တွေနားလေလဲတော့မှာပါလို့မင်းအဲ့လိုပြောလိုက်တယ်အဲ့ထွက်ရှင်းပြလာမ ရှိပြလာတော့ကျွန်တော်မသိဘူးကျွန်တော်လည်းပြောပြလိုက်တယ်ဆိုတော့နောက်ဆိုလည်းအိမ်ပြီးတော့နေနဲ့လေမင်းတို့အိမ်ပြီးတော့နေနောက်ဆိုရင်ဒေါဆောစီကိုမဖမ်းမဖမ်းချောင်ဖမ်းရင်ဖမ်းချောင်တရားဝင်စာထုတ်လိုက်ပါကွာလို့မဟုတ်ရင်မင်းတို့ဖမ်းတဲ့အချိန်မင်းတို့ဆန္ဒခဏခဏလာပြနေပါဦးမယ်လို့ကျွန်တော်တို့ပြောပြလိုက်ပါတယ်ခင်ဗျာနော်အဲ့ဒါတော့ပြုံးစရာချင်းနဲ့ထည့်စင်စားပါတော့ပြီးတော့ဒါလေးကတော့နောက်ထပ်တစ်လေးတစ်ခုလေးပြောတော့ပြီးနောက်ထပ်တစ်ခုကျွန်တော်ပြောပါဦးမယ်နောက်ထပ်ခုကတော့ဘာများဖြစ်မလဲဆိုတော့အချားမဟုတ်ရဟိုဘာလဲဆိုတော့ဒီကဒုမပေါ့ကဒုမဆိုတာကအချားမဟုတ်ရကဒုမဆိုတာကဒီ10ပေါ့နော်10ကဒုမပေါ့ တကယ်ကရုမဘက်မှာကရုမဘက်မှာကရှိတဲ့အဲစီဆိုင်တဆိုင်နဲ့ဒီစားတော့ဆိုင်နေအဲ့နောက်တော့ဝိုက်ပေါ့လေအဲ့နောက်တော့ကိုတက်ကလေနဲ့ဒီဘုံကျဲတယ်ပေါ့နော်ဘုံတော့ပြစ်လိုက်တယ်လေနဲ့ဘုံကျဲလိုက်တယ်လေနဲ့ဘုံကျဲလိုက်တဲ့ခါကျတော့ချစ်ကနေနာမှုတွေစိုးချုံမှုတွေကြီးကြီးဖြစ်သွားပါတယ်ပြောရရင်တော့ဟိုဒီဖြစ်စရာမနေ့ကမနေ့က မနေ့မနေ့ကမနေ့မနေ့ကဖြစ်တာပေါ့နော်မနေ့ကဖြစ်တာအခုမှတိုက်နေအတိုက်နေဆိုရဲရွာပေါ့နော်အဲရွာကိုတက်ကလေနဲ့ဘုံကျဲတယ်ဟိုတေဆုံးသူတွေကတော့များတယ်လို့သိရတယ်၄50ဦးလောက်တော့မကတော့ရှိလို့ပြောတယ်တချို့ဆိုလဲထိခိုက်တာဆိုလို့ရှင်အစနာတော်ရှာမရလို့ဒီတိကျတေဆုံးသူရှိတယ်လို့ကြားပါတယ်အဲ့တော့ပြောရရင်အခုမှတိုက်နေကိုဘုံကျဲတာစစ်တပ်ကဘုံကျဲတယ်ဆိုတဲ့စကားလုံးကပြောရရင်တချို့တွေတော့ကတမင်သက်သက်များကျဲသလားလို့ထင်စရာရှိတယ်ဆိုကဒူးမကဘလို့နေရလဲဆိုရဲကိစ္စပါဘောနော်ကျွန်တော်ပြောပြရရင်တော့ကဒူးမကဒီပြောရရင်မုံရွာနေဟိုဘက်ကိုအပေါ်တက်လို့ရှိရင်ကဒူးကဒူးကဒူးမဆိုတာကိုဖျက်ဖို့ဖျက်အဲ့ဒီဘက်တွေအကုန်လုံးက PDF တွေကြီးဆိုးတယ် PDF ကြီးဆိုတော့ပြီးကြီးဆိုတဲ့ပြင် PDF တွေအဲဒီ group မှာဘက်မှာတဝိုက်မှာ PDF တွေကဝင်လိုက်ထွက်လိုက်ရွာတွေထဲမှာ PDF တွေအများရှိနေတယ်။ရှိနေတယ်ပြင်တို့ကအဲ့ဒီနေရာနေပြီးတော့ဒီခီးသွားလာကြီးကားတယ်ခီးသွားလာတဲ့ကားတွေခီးသွားကားတွေတမန်ကားတွေစတားကားတွေအဲ့ရရှိကားတွေဝန်ထမ်းကားတွေအဲ့ဒီကုန်လုံးကိုဓားတိုက်တယ်ဖမ်းတယ်စီးတယ်အဲ့လိုမျိုးတွေခဏခဏလုပ်တယ် group မှာအဲ့တော့ စစ်တပ်ကအစောပိုင်းတစ်လျှောက်လုံးမှာကဒုမတိုက်နေတဲ့ဆက်ဆက်တဲ့လူတွေစီကိုချိတ်ဆက်ပြီးတော့ဒီနယ်မြေငင်းချင်းငင်းချမ်းကိုတည်ငြိမ်ဖို့ပြောချင်းချင်းချာပြောခဲ့ဖို့ရတယ်ရှိခဲ့ဖို့တယ်။ရှင်းပါတော့ဒဇယ်ဘက်မှာဒဇယ်ဘက်ကနေပြီးတော့ဒဇယ်ဘက်ကနေပြီးတော့ပြည်တော်စုအစင်ပောက်ရတဲ့သူတွေအများကြီးရှိတယ်။ပောက်တဲ့အတွက်ဒဇယ်ကဒုမမုံရွာအဲ့ဘက်ချန်အကုန်လုံးကြောလုံးကိုလိုက်ပြီးတော့တနေ့တလောက်ရှင်းပြတယ်မလုပ်ဖို့ဘာဖို့လို့ဒီတနေ့တော့သူ့ရဲ့တက်ဆန်တက်ဆန်လူတွေနဲ့သတင်းမရရအောင်ပြောတယ်။အဲ့ချာရောအဒီစစ်တပ်ကဘာဖြစ်လဲညာဖြစ်လဲဆိုတဲ့စကားမျိုးစကားမျိုးနဲ့ဒီအညာသားချို့ဟာနည်းနည်းလေးဘာမှရိုက်နေလို့လုပ်တယ်။ ဆိုတော့ပြောရရင်တော့အဲ့ဒီမှာအဲ့ဒီကနေပြီးတော့ဆက်ထောက်ဖို့ကိစ္စတွေလည်းအများကြီးလုပ်တယ်အပေါ်ပိုင်းကိုထောက်ဖို့တက်တယ်ဥမာရခိုင်ဘက်ကိုထောက်ဖို့တက်တဲ့ကိစ္စတွေချင်းဘက်ကိုထောက်ဖို့တက်တဲ့ကိစ္စတွေကချင်းဘက်ကိုတက်သွားတဲ့ကိစ္စတွေသခိုင်းရဲ့ဟိုပေါ်တက်တဲ့ကိစ္စတွေဒါတွေမှလည်းဒီ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 ကဒူးမာတို့ဘာတို့ကနေဖြတ်ပြီးတက်နေတာများတယ်အဲ့တော့ကဒူးမာတို့ညံတို့တွေကစစ်တပ်ရဲ့နောက်ဆုံးမှာတားကဖြစ်လာတယ်ချိန်ကြာလာတဲ့ခါဒါကြီးကတကယ်တက်မကြီးလို့ဖြစ်လာတယ်အင်အားကြီးလို့ဒုလို့ဖြစ်လာပြီဆိုတဲ့ခါတော့တက်ကလေနဲ့ဘုံချတဲ့ဖြစ်လာတယ်တက်ကစစ်ကြောင်းမထိုးခင်လေနဲ့ဘုံချတဲ့လွတ်လာတယ်ဆိုတော့စစ်ကြောင်းထိုးလေတော့ထိုးတော့မယ်ထိုးပြီးရင်တိတ်မကြဘူးထိုးတော့မှာတော့မရှိတော့ဘူးထိုးပြီးတိတ်မကြဘူး ရောက်လာထိုးတဲ့ချိန်တိုင်းပြေးတယ်အဲ့လိုပုံစံမျိုးနဲ့ရက်တည်နေတာကြာပြီအဲ့ဒါကြောင့်နောက်ဆုံးတက်ကမထူးတော့ဆိုရင်အင်အားစုစုစီးဖြစ်နေတယ်လို့သတင်းကြားတဲ့အချိန်မှာတက်ကလေနဲ့ပြစ်တယ်ပေါ့ဗျာပြစ်တော့ထိကြိုက်ကုန်နဲ့တိကုန်တော့မှန်တယ်ဒါပေမဲ့ဒီနေရာမှာဘာဖြစ်လို့ဆိုတော့ပြည်သူတွေကိုပြစ်တာလားဆိုတော့ပြည်သူတွေပြစ်တာတော့မဟုတ်ဘူးကျွန်တော်ခဏကပြည်သူတွေရောရွေးချယ်ချိတက်ကပြစ်တယ်အကြောင်းမရှိဘူးပြည်သူတွေပြစ်တာလို့ပြောကြည့်ဆိုရင်ခင်ဗျားတို့ကျွန်တော်တို့နေထိုင်တဲ့နေမြို့တွေရွာတွေကိုဘယ်တော့မှစစ်တပ်ကလာလေးနဲ့ပြစ်လို့တော့ တပုံနေလက်နက်ကြိုင်ပုတ်ကဲသူတွေရှိတဲ့နေရာတွေကိုတော့အပြစ်ခံရတယ်။ဒါဆိုရင်တပုံနေလက်နက်ကြိုင်ရှိတဲ့နေရာတွေကအပြစ်ခံမှာဖြစ်ပြီးတော့ဒီတက်မတော်ရှိတဲ့နေရာတင်းကြီးအဲ့တဲ့နေရာပီဒီအက်ကင်းစင်ပြုတ်ပြွှင်တဲ့နေရာတပုံကင်းစင်ပြုတ်ပြွှင်တဲ့နေရာတွေမှာတော့အပြစ်ခံခြင်းမရှိဘူး။ဒါဆိုရင်အဖြစ်ရရှင်းနေပြီ။ဆိုတော့တပုံနေရှိတဲ့ပီဒီအက်တွေဂျမ်ဘတ်သမားတွေရှိနေဂျမ်ဘတ်သမားတို့နေနေတဲ့အခါမှာတက်မတော်နေတဲ့ကနေလမ်းမျိုးတော့သုံးပြီးနေနေရမှာတာဝန်သူကရှိတယ်။အဲ့တော့သူနေနေတယ်။အဲ့တော့အဲ့တော့ဂျားညပြီးတော့ထိကနေလမ်းဆုံးရှုံးမှုတွေဖြစ်ကုန်တယ်။ကျွန်တော်တို့ဒါကြောင့်မလို့လက်နက်ကြိုင်တော်လန်ပုံကန်တွေကြတဲ့လူငယ်တွေညီငယ်ညီမငယ်တွေအညာသားတွေအဲ့အုပ်စုတွေကိုဖြစ်နိုင်ရင်ဒီတိချင်းနေရာ negotiate လုပ်ပါတက်မတော်နေညှိနှိုင်းဆွေးနွေးလိုက်ရအောင်။ဆွေးနွေးပြီးတော့နေမျိုးအေးစစ်ခဏလောက်ညီငယ်လေးနေပြီလား။ ဒါဆိုရင်ဘာမှမလုပ်နဲ့ထောက်ဖို့လေးလည်းမလုပ်နဲ့ချမ်းဖက်လည်းမလုပ်နဲ့တနတ်တကားကနေဟိုထောင်ကျောက်ဆောင်ကျောက်လည်းမလုပ်နဲ့အေးအေးစစ်နေရင်ဘာမှမဖြစ်ဘူးပြအဲ့ဒါကျွန်တော်ပွင့်လန်ပြောအဲ့လိုမြင်တယ်အဲ့တော့ဟိုကျွန်တော်ကအညာသားတွေစိတ်မကောင်းဖြစ်တယ်ဒီလိုမျိုးပေါက်တော့ကရဖြစ်ကုန်တာလေကြားရင်လည်းစိတ်မကောင်းဖြစ်ရတယ်သို့တော့အနေထားတော့အချမ်းပသမားနဲ့အချမ်းပသမားနဲ့နီးနီးကသွားနေမိရင်တော့ညက်ပြီးတော့ပြည်သူတွေတိကျပါတယ်အဲ့တော့ပြည်သူတွေနေနဲ့လည်းပွင့်လန်ပြောတော့ကိုယ်နယ်ဒေသမှာအချမ်းပသမားတွေရှိနေပြီဆိုတာသိကြရတယ်ဆိုရင်ဖြစ်နိုင်တော့ရှောင်းနေရှောင်းနိုင်လို့ရတဲ့နေရာမှာတော့ရှောင်းနေကြတာပဲကျွန်တော်တိုက်တွန်းပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ ဓာတ်တွေကြားရတာဆင်မကောင်းပါဘူးကိုယ်နိုင်ငံသားတွေပဲတည်ရတာဖြစ်လို့ဆင်မကောင်းပါဘူးအဲ့တော့ဒီသေဆုံးမှုတွေနဲ့ပတ်သက်လို့ရှိရင်ပြည်ထရေးချက်ဖက်သမားတွေတည်သွားတယ်ဆိုတော့လည်းတည်ရတယ်လို့အရက်သားတွေလည်းတည်ရလို့ရှိတယ်အဲ့တော့ဒီသေဆုံးမှုတွေနဲ့ပတ်သက်စိတ်ကောင်းစိတ်မကောင်းဖြစ်ရတယ်ဘလို့မှစိတ်ထဲမှာဟိုစိတ်မကောင်းစိတ်မချမ်းသာဖြစ်ရတယ်ဒါကြောင့်မလို့ကျွန်တော်တို့ပုံမှန်နဲ့ပြောတာပါဖြစ်နိုင်ရင်ညှိနှိုင်းတိုင်ပင်ပြီးတော့ကိုယ်နယ်မြေမှာတင်းကြီးအေးချမ်းသာနေလိုက်ကြတာမကောင်းလားဖြစ်နိုင်ရင်လက်နက်တွေကိုခဏလောက်ချလိုက်တာဖဲထားလိုက်တာကောင်းတယ်ဆုတ်လို့ပြီးတော့ငါနယ်မြေအုပ်ချုပ်ရင်ငါနယ်မြေဒေသတင်းကြီးပူပူတွေတွေတော့ငါအစိုးရနဲ့ပူပေါင်းလို့မယ်ကွာဆိုတာမျိုးစိတ်ထဲထားပြီးတော့နောင်လာမဲ့ရွက်ကောက်ပေါ်နဲ့ပေါ်လာမဲ့အစိုးရနဲ့တူပူပေါင်းပြီးတော့ကိုယ်ဒေသတင်းကြီးကိုပူပူတွေတွေတော့လုပ်ကြည့်ပါလားဒါလေးကမကောင်းလားလို့ပဲကျွန်တော်တိုင်တွန်းချင်တယ်ဗျဒါတစ်ခုပါနောက်တစ်ခုက ကုလသမဂ္ဂမှာဖြစ်တယ်ဖြစ်စင်ကုလသမဂ္ဂမှာတော့အစ္စရေးဝင်းကြီးချုပ်မိန်ကုန်းပြောတဲ့အချိန်မှာလူတွေထပြီးတော့ဆန္ဒပြတွေထွက်သွားကြတယ်ဆိုတာမျိုးတွေကဒါကတော့ဖြစ်နေဖြစ်တာရှိတဲ့ကိစ္စကုလသမဂ္ဂဒါဒီမိုကရေစီ right ရဖြစ်နေတာဖြစ်တာပဲဒါတော့သိပြီးအစ္စရေးဝင်းကြီးချုပ်ကတော့ခေါင်းနဲ့ထိထဲပို့အပေါ်ဦးတိုင်ယူလေနောက်တစ်ခုဒါပေမဲ့အိမ်မှာကျွန်တော် unit ပေါ့မိုဟာမက် unit ပေါ့ဘင်္ဂလားဒေ့ရှ်ကလက်ရှိယာယီခေါင်းဆောင်မိုဟာမက် unit ကဒီကုလသမဂ္ဂကသူတက်ပြီးစကားပြောခွင့်ရတယ်ပြောခွင့်ရတဲ့အချိန်မှာသူကဘာနေပြောသွားလဲဆိုတော့ကျွန်တော်တို့တနေ့သူကိစ္စသူနိုင်ငံကြောင်းပြောတာကျွန်တော်စိတ်ဝင်သွားပါဘူးကျွန်တော်နိုင်ငံနဲ့ပတ်သက်ပြီးပြောလာတာရှိတယ်အဲ့ဒါဘာလဲဆိုတော့မြန်မာပြည်အဲသူတို့ရဲ့ခြံစည်းရိုးနေဆက်မှာရှိတယ်ခြံစည်းရိုးနေဆက်မှာရှိတယ်ရခိုင်ပြည်နယ်ပေါ့ရခိုင်ပြည်နယ်မှာ အချမ်းဖက်မှုတွေအဲဒီတို့ဘင်္ဂလီတွေပေါ့ဗျာဘင်္ဂလီတွေပေါ့မှာအချမ်းဖက်မှုတွေအနိုင်ကျင့်မှုတွေမောင်းထုတ်မှုတွေပြန်လဲလက်မခံခြင်းကိစ္စတွေများစွာပေါ့အဲ့ပြဿနာပုံများစွာဖြစ်နေပါတယ်အရင်တော့အစိုးရဖြစ်တဲ့တပ်မတော်အစိုးရကနေပြီးအစိုးရနဲ့တပ်မတော်ကတို့ကိုဖိနှိပ်မှုတွေအရင်တော့လုပ်တယ်အခုကျတော့အစိုးရမဟုတ်တော့အဖွဲ့ပေါ့ဗျာမအေအေပေါ့အေအေကတို့တို့ရဲ့ဘင်္ဂလီတွေပေါ့မှာနှိပ်စက်အနိုင်ကျင့်မှုတွေကြီးကြေလုပ်တယ်ဒါကြောင့်မလို့ဒီရခိုင်ပြည်နယ်ပြဿနာနဲ့ပတ်သက်ရင်ဘင်္ဂလီတွေပြန်ပို့ရေးကိစ္စနဲ့ပတ်သက်ရင်အားနဲ့အင်းနဲ့ဒုနဲ့တနေဝိုင်းပြီးတော့နိုင်ငံကတောင်းအပ်ပေးကြပါပြီးတော့မြန်မာမြန်မာစုအောင်ပါဖိအားပေးကြပါတောင်းအပ်ပေးကြပါနောက်အစိုးရမဟုတ်တော့အဲ့ရခိုင်ပြည်နယ်မှာရှိနေတဲ့လက်နက်အဖွဲ့ပေါ့ဖိအားပေးကြပါတောင်းအပ်ပေးကြပါဆိုတဲ့ပုံစံမျိုးနဲ့သူကမွမ်းမေချုံတို့က ကုလသမဂ္ဂဆင်းမြောက်မှာတစ်ကမ္ဘာလုံးကြောင်းပြောပြတယ်။အဲ့တော့ကျွန်တော်တို့မြန်မာကျတော့အဲ့ကုလသမဂ္ဂဆင်းမြောက်မှာကြော်မိုးထွန်းရှိတယ်။ကြော်မိုးထွန်းအဲ့ဒီကောင်မှာတော့ against လို့လားဆိုမလုပ်ပေးနိုင်ဘူး။ကြော်မိုးထွန်းဖောက်တော့ဆောက်လို့မရဘူး။ဘာမှမလုပ်ပေးနိုင်ဘူး။ဘာလို့လဲဆိုတော့တော့ဘာမှဘုကောင်မှလူရမုံနဲ့အတွက်လုပ်ပြီးလို့မရဘူး။ပြောလို့မရဘူး။ယူနိုနာကိုကတ်လို့တော့သူမရနိုင်ဘူး။ပေးကန်ရောယူနိုနာကန်ရော तू ဘာပြောမလဲအဲ့ဘင်္ဂလီတိကိစ္စနဲ့ပတ်သက်ရင် तू ငါတို့ငါတို့နိုင်ငံမှာ no ranger လို့ तू ပြောမလားမပြောရဘူးကြောင်မျိုးကြောင်မျိုးတော့အဲ့လိုပြောရင် तू ဘာအိမ်မှာခွက်ပြောက်မယ်အဲ့တော့ကဘာပေါ်မှာက ranger ဆိုစကလုံးကကြေကြေလောင်တွန်းနေမယ်ညောင်မပြီမှာက no ranger အဲ့တော့ no history no ranger ဘာလို့ history မရှိဘူး 罗英家仨辈，罗英家女女女婿嘞，他妈呀，哦，咱那路尼玛比一百岁啊，搁这儿呀，不是的，Bengali 族我那不是的，Bengali 族我是的，Bengali 我是的，那 Bengali 是啥？Bengali 呗，Bengali 啊，Bengali 就是个老的，Bengali。咱那路尼玛比人内脏嘛，再要内脏嘛，再要内，再要内脏，再要比的嘛，我尼玛比的嘛。那酷老那巴拉土的，呃，女婿土的，女婿是的，土的女婿是的，巴拉表公叔伯公土的女婿是的，那土尼端是的，嘛，历史有几万，啥都他们有史的。嗯，想啥嘛嘞？哥哥你洗，我把哥哥你们关系的，我嘛嘞，我把嘛洗的，你们嘛嘞喊你洗的，因为我嘛我哩哦，洗喊你的娃哩来洗，喊你来洗。 မိုင်းလာလဲဟိုဘက်ဒီဘက်ကိုနီးစပ်တဲ့အရာရှိတယ်။ကဲကောင်းပြီဗမာလဲမြန်မာပြည်ရဲ့နေစပ်ဘင်္ဂလားဒေ့ရှ်မှာထိုင်းမှာလဲရှင်းပြရအောင်ထိုင်းမှာလဲရှမ်းနဲ့ဟိုထိုင်းနဲ့ဆက်နေတယ်မွန်နဲ့ထိုင်းနဲ့ဆက်နေရရှိတယ်။ကရင်နဲ့ထိုင်းနဲ့ဆက်နေရရှိတယ်။ကဲဗမာလဲဘင်္ဂလားဒေ့ရှ်မှာဘင်္ဂလီပဲရှိတယ်။ဘင်္ဂလီပဲဘင်္ဂလီပဲရှိတယ်။ဘင်္ဂလားဒေ့ရှ်မှာရိုဟင်ဂျာမရှိဘူး။မြန်မာပြည်မှာဘာလို့ရှိရမှာတော့အဝေးပဲဒါပေမဲ့တို့ကဒီနာမည်ကဘာလို့ဆိုနှစ်ပေါင်းများစွာ lobby လောက်လာတဲ့နာမည်ကဘာနဲ့ချီ lobby လောက်လာတဲ့နာမည်ဆိုဒီနာမည်ကိုထပ်ခါတခါတော့ကျွန်တော်တို့တော့ကောက်ကောက်ပေးတယ်အဲ့တော့ဒီဟာကကုလသမဂ္ဂဆင်ပြေအောင်ပါမြန်မာတက်ပြောခွင့်မရသေးတဲ့အချိန်မှာဒီကောင်လေးပြောချင်တာရှိဆိုပြောနေတယ်မြန်မာဘက်ကပြောမဲ့သူကလည်းရှိတဲ့ကြော်မှုထုံးကလည်း ရှင်းရှင်းပြောရရင်တော့တခင်အားရကျုံပါဝဟိုသွားလုံနေတယ်ကိုယ်နိုင်ငံနဲ့ပတ်သက်ပြီးကံပြောမလားဆိုမှပြောပြီးဦးဒါမျိုးကြတော့ပြောရင် तू ခွက်ကြောက်မှကြောက်တော့ကတော့ तू မပြောရဘူး तू ကိုယ်နဲ့တော့နောက်လာမယ်အစိုးရနောက်တစ်နှစ်တစ်နှစ်လောက်ဆိုရင်ဒီကောင် तू ကိုယ်နဲ့ခွက်ကြောက်တော့မှဆိုတော့ तू ကိုယ်နဲ့ကြောက်လန့်ပြီးတော့ဘင်္ဂလီနာပြစ်ကတ်နေရတာမသိဘူးပထမကျရင်အဲ့လိုဖြစ်နေကျွန်တော်နိုင်ငံနေလဲသတိထားရမယ်နောက် AA AA ပေါ့ AA နေနဲ့လဲခုချိန်ထိ तू နားမလဲသေးတာထွန်းမြန်နေခုနားမလဲသေးတာထွန်းမြန်နေရနေတိုင်းလဲကျွန်တော်တို့ကစစချင်းထွန်းမြန်နေရနေတိုင်း तू ချိုးချီခံထားရပြီ ခင်ဗျာဘင်္ဂလီရှုနေလေသူကြိုးကြည့်ခါရတယ်တက်မလို့သားတွေကို19တက်မလို့သားတွေကိုဖြစ်နေလေဒိတ်တိုင်ရင်ဆိုင်ရတယ်သူ့မှာအများကြီးဘင်္ဂလီရှုနေတဲ့တွေ့တယ်ဒါကြောင့်သူတို့ဘယ်လိုသွားမလဲအေးအေးလေးစဉ်းစားရအောင်မြန်မာအစိုးရနဲ့ပူးပေါင်းပြီးတော့သူအစိုးရနဲ့ဖြစ်နိုင်တော့ဟိုလက်ချင်းချိတ်ပြီးတော့သူ့ကိုသူ BGF လုပ်တင်တယ် Border Gap Force လုပ်တင်တယ်အဲ့ဒါဆိုရင်အဆင်ပြေနိုင်တယ်တော့ဒါကိုကျွန်တော်ဆိုလိုတာမဲ့အေးအေးထွက်မြေနိုင်ရတော့မိုက်တွင်းနဲ့၄ဆဲပဲလို့ကျွန်တော်မြင်တယ်စောင့်ကြည့်ရမှာပေါ့ဗျာနော်ဆိုတော့လောဒရောနိုင်ငံတကာမှာတော့ကျွန်တော်တို့ဒီလိုမျိုးလုပ်နေတာတွေ့ရတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့သတိထားရမယ်နိုင်ငံတကာကဖလိုင်းလုံးတွေကြားမှာမြန်မာပြည်ကိုတော့ရှောက်ပြီးဘင်္ဂလားဒေ့ရှ်နယ်စပ်ကရခိုင်ပြည်နယ်မြောက်ဖြားပိုင်းကကျွန်တော်တို့မြန်မာပြည်ရဲ့ဟို ဒုက္ခပေးရနေရာတွေကတော့အကြီးကြီးဖြစ်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 လာလို့ဆိုတော့မမေးဘူးကျွန်တော်ပြောချင်တာပါလောလောဆယ်တော့ကျွန်တော်တင်ဆက်ဖို့လည်းပဲရက်ချင်ပါတယ်ဘာလို့ဆိုတော့အာဆီယံကဟို journalist တွေတော်များကူတာဟိုစပြီးပေါ်တက်လာကြပါပြီတက်လာကြပြီဖြစ်တဲ့အတွက်ကျွန်တော်ထပ်ပြီးတော့အဲဒီနေ့တော့တလောက်နေရက်ပြရစီအကယ်၍မိသိမ့်လည်းကျွန်တော်ကျွန်တော်နဲ့ထပ်ပြောပါမယ်အဲ့တော့ဒီတော့တလောက်ပါပဲအခု Agra ကနေပြီးတော့ကျွန်တော်ဒီ India ဟို New Delhi ကိုကျွန်တော်ပြန်ပါမယ်အဲ့တော့ New Delhi ကိုအခုပြန်မယ်ပြန်မယ်အခြေအခုချင်း၄နိုင်ခွဲ၅နိုင်ခွဲပြီဆိုတော့ New Delhi ရတဲ့အချိန်တော့နောက်ကျမှဖြစ်တဲ့အတွက်မမီလောက်တော့ဝမီလောက်တဲ့အတွက်ကျွန်တော်ဒီရနဲ့ပဲကျွန်တော်ရက်လိုက်ပါမယ်အားလုံးပဲနောက်နေ့ပြေးကြပါမယ်နောက်နေ့ကြပါနောက်နေ့ကြပါကိုကောင်းတယ်ပါလေကျွန်တော်ထပ်ပြောပါမယ်နော်အဲ့တော့ဘာပဲပြောတာကျွန်တော် ကမ်ဘောဒီးယားတို့တိုင်းတို့ပါပဲရှိတယ်။တို့တို့ရှိမှာတို့တို့တော့လွတ်လပ်စကားပြောတာရှိပါတယ်။နော်။ဟုတ်ကဲ့။